ပြုံးခြင်းရဲ့ကောင်းကျိုးဆယ်ချက်ပြုံးခြင်းကစိတ်ဖြည့်စည်းမှုကိုရောကျစေပါတယ်ပြုံးလိုက်ခြင်းကခန္ဓာကိုယ်မှစိတ်ဖြည့်စည်းမှုဟော်မုန်းများကိုရောချပေးပါတယ်ပြုံးခြင်းကခုခံအားကိုမြင့်တင်ပေးပါတယ်ပြုံးတဲ့သူတွေကကျန်းမာရေးပိုကောင်းပြီးကိုယ်ခံအားပိုကောင်းကြပါတယ်ပြုံးနေတဲ့သူတွေကပေါင်းတင်ဆက်ဆံရေးပိုပြီးကောင်းကြပါတယ်ပြုံးပြခြင်းကလူမှုဆက်ဆံရေးကိုပိုမိုချုံးမွေ့စေတယ်ပြုံးခြင်းကစိတ်ခံစားမှုကိုပိုမိုကောင်းစေပါတယ်ပြုံးလိုက်တာနဲ့ဦးနောက်က ပျော်ရွှင်မှုဟော်မုန်းတွေကိုထုတ်ပေးတာမလို့ပါ။ခြင်းကနာကျင်မှုတွေကိုတက်တာစေပါတယ်။ယုံခြင်းကတဘာဝကြိုက်ခဲပျောက်စေရလို့လို့ပါပဲ။ယောဂတွေကိုတစ်ဖက်တစ်လမ်းကနေကုသပေးပါတယ်။အပြုံးကသွေးပေါင်ခြင်းကိုလည်းထိမ့်ပေးပါတယ်။ယုံခြင်းကသွေးပြေအားကိုရောကျစေနိုင်ပါတယ်။ယုံခြင်းကအသက်ကိုရှည်စေပါတယ်။မကြာခဏပြုံးတတ်တဲ့သူများကဆက်ရောကိုပါကျန်းမာပြီးအသက်ရှိတတ်ကြပါတယ်။ယုံခြင်းကယုံကြည်မှုကိုတိုးစေပါတယ်။ပြုံးပြတ်တတ်တဲ့သူများကိုလူအများပိုယုံကြည်ကြပါတယ်။ ပြုံးခြင်းကအလှပကိုတိုးစေပါတယ်။ပြုံးခြင်းကမျက်နှာရောင်ကိုတောက်ပစေပြီးဆွဲဆောင်မှုရှိစေပါတယ်။ပြုံးတတ်တဲ့သူများကအောင်မြင်မှုနဲ့ပုံမနီးစက်ကြပါတယ်။ပြုံးတတ်သူများကလုပ်ငန်းခွင်နဲ့ဘဝမှာပိုပြီးအောင်မြင်လေးရှိကြပါတယ်။ဒါကြောင့်ပြုံးပါမိတ်ဆွေ။